အားလုံးပဲမင်္ဂလာပါကျွန်တော်တို့ football and live ရဲ့အစီအစဉ်ကနေပြီးတော့ပြန်လည်ပြီးကြိုလိုက်ပါတယ်ကောင်းမွန်သောနေ့လေးတစ်နေ့ဖြစ်ပါစို့ဒီညကနေပြီးတော့စုမောင်းအောင်တောင်းပေးလိုက်ရပါတယ်ဗောနော်အဲ့တော့ဒါကျွန်တော်တို့ဒီနေ့မှာတော့ဒါကျွန်တော်တို့ဆွေးနွေးရမယ့်အကြောင်းအရာကဒါကျွန်တော်တို့မနက်ပိုင်းမှာဗောနော် Manchester United အသင်းကလက်ရှိမှာဒါကျွန်တော်တို့တိုက်စစ်မှုရဲ့ဒါကျွန်တော်ဂူသမားနေရာရဲ့အတွက်ဒါကျွန်တော်တို့တရားဝင်ချိတ်ဆက်မှုတွေအသက်တည်ပြုလုပ်လာတဲ့အပြင်ကိုဒါ United အသင်းရဲ့ဒါကျွန်တော်ပြောင်းလဲလာတဲ့ဒါ target တွေလို့လည်းပြောလို့ရတဲ့အနေအထားမှာရှိလာအဲ့တော့ဒါကျွန်တော်ဒီနေ့မနက်မှထုတ်ရမ်းတယ် Manchester United အပြောင်းအရွှေ့သတင်းနဲ့ပဲဆက်လက်ပြီးတော့ဒါဖွင့်ဖွင့်တော့ဗောနော်ကျွန်တော်ဒီနေ့လေချောင်းနာနေတော့ဒါကျွန်တော်အတန်လေးနည်းနည်းလေးဝင်နေခွင့်လို့ဗာဒါကျွန်တော်ဘယ်လိုဖြစ်လဲမသိဘူးဗောနော်ဒါကျွန်တော်လေချောင်းနာနေတယ်လို့ပဲဆိုရအောင်ဗောအဲ့တော့လေချောင်းနာပေါက်ကြရမတွင်းနဲ့လေချောင်းတကယ်နာတာလေချောင်းတကယ်နာတာအဲ့တော့ကိုယ့်ရဲ့ audience ကြောင့်ကိုသိတယ်ကိုလူတွေကြောင့်သိတယ်လေချောင်းနာကိုဒီဘာလို့လူလေချောင်းနာတယ်လားလာအောင်ပါ ဒါတော့အဲ့တော့ဒါကျွန်တော်တို့ဒီနေ့မနက်မှာဒါမန်ချက်စတာယူနိုက်တက်အသင်းကဒါကျွန်တော်လက်ရှိမှာတိုက်စင်မှုပြတ်မှတ်ပြောင်းလဲမှုနေဒါကုသမပြတ်မှတ်ပြောင်းလဲမှုတို့ဒါကျွန်တော်တို့အဲတွေ့သွားရဲပေါ့နော်အဲ့တော့လက်ရှိမှာဒါကျွန်တော်တို့ဂူဒမားနေရာအတွက်ကမန်ချက်စတာယူနိုက်တက်အတွက်တော်တော်လေးအုံစားစရာဖြစ်တယ်။ဘာကြောင့်လဲဆိုတော့အန်ဒရီယိုအိုနာနာရဲ့လက်ရှိပြဿနာကြောင့်မလို့ယူနိုက်တက်ရဲ့လက်ရှိနီးပြဖြစ်တဲ့အာမိုရင်းကလည်းဒါအမ်အဲ ်နန်ဒီယိုအနာနာကိုတော့ကျွန်တော် United အသင်းမှာဆက်လက်ပြီးအလုပ်မရှိတော့ဘူးဒါအပြင်ကျွန်တော်တို့တီကြတဲ့အတိုင်းပဲဒါအသင်းဘက်ကလည်းအန်ဒီယိုဟူနာနာကိုရောင်းလို့ရရင်ရောင်းချင်တယ်ဘာလို့လဲဆိုတော့ဒါနီးပြမှာလို့မရှိတာအသင်းဘက်ကလည်းဘာလို့အသင်းမှာဆက်ထားမှာဒါပေမဲ့ပြဿနာကိုတိုင်းကဒါကျွန်တော်တို့အန်ဒီယိုအနာနာကိုတိုင်းက အသင်းမှာဆက်ပြီးတော့တိုက်ပွဲဝင်ကျင်တယ်ပေါ့နော်အဲ့တော့လက်ရှိဒါကျွန်တော်မနေ့ကတော့တွေ့လိုက်ပါသေးတယ် up to date မှာလားမသိဘူး United ကဒါကျွန်တော်တို့သူ up to date ကဒါကျွန်တော်ဦးနာနာတိုက်ပွဲဝင်ကျင်တဲ့ကြောင်းသူရေးထားတယ်အောက်မှာငါတို့အသင်းမှာကြီးပဲတိုက်ပွဲဝင်ကျင်တဲ့ကောင်တွေဒါအများနေတယ်ပေါ့နော်အဓိကခုနပေါ်သူပဲတချို့ကြတယ်ဒါကျွန်တော်တို့အေးပေါ့ဘယ်ဘက်ကကြီးကြီးပေါ့နော်ဒါကျွန်တော်တို့အခုလက်ရှိမလုခလာစာအနေနဲ့ပဲကြီးကြီးဒါအသင်းရဲ့ position နဲ့အနေနဲ့ပဲကြီးကြီး United လိုအသင်းမျိုးရောက်တဲ့ကောင်ကအခုလက်ရှိမှာနှစ်မျိုးပဲရှိတယ်။ United လိုအသင်းမျိုးရောက်တဲ့ကောင်ကခြေစွမ်းကြရင် United နဲ့အဆင်အများကြီးกว่าတဲ့အသင်းတသင်းကိုပြောရမယ်။အဲ United မှာခြေစွမ်းပြပြီဆိုရင်အဲ့ဒီကောင်ရဲ့ဒါလာရက Real Madrid တို့ Barcelona တို့အဲ့လောက်ပဲရှိတော့အဲ့တော့ပြောချင်တာက United မှာနေတဲ့ကောင်ရဲ့လာရနှစ်ခုပဲရှိ။အဲ့တော့ခုနကပေါ့ Andrea Onana အနေနဲ့အသင်းမှာဘာလို့ဆက်နေခြင်းလဲဆိုတဲ့ဥစ္စာကအဖြေကတော်တော်လေးကိုရှင်းတယ်လို့ပြောလို့ရတယ်တဲ့မှာပါတယ်အဓိကဒါပဲပေါ့နော် Andrea Onana အသင်းကမထွက်တဲ့အတွက်ကြောင့်မဟုတ်တာ United အသင်းနေနဲ့အခုလက်ရှိမှာအဓိကပြဿနာဘာဖြစ်လာလဲဆိုတော့သူတို့အနေနဲ့ ဒီကစားသမားကိုဒါကျွန်တော်တို့ထားပြီးအသေးအနေနဲ့ဒါဒုတိယမြောက်ကုသမားကိုပဲပြန်ရှာမလားဒါမှမဟုတ်ပထမတန်းကုသမားကိုရှာပြီး NDA owner နာကိုပဲ push out လုပ်အောင်အဲ့တော့အဓိကပြဿနာတွေအဲ့လိုပုံစံမျိုးတွေတွေ့လာခဲ့တယ်ပေါ့နော်အဲ့တော့ပထမအဦးဆုံးကုသမားမှာလက်ရှိမှာ Martinez ဆိုကောင်မျိုးကိုဒါကျွန်တော်ခုနကပြောသူပဲ Aston Villa က down နေစီပြီးခေါ်လိုက်ပြီးရှိတော့ ခွာလိုက်ပြန်ပြီးတော့လက်ရှိမှာမာဒီနက်စ်ကလုခလာစာများမယ်ဂိုဒမားတယောက်အနေနဲ့ပေါ့နော်ဂိုဒမားတယောက်နဲ့ဒါလုခလာစာများမယ်အန်ဒရီအိုနာနာကိုတန်းလည်းခုလက်ရှိမှာလုခလာစာများတယ်အဲ့လုခအများစာများတယ်ဒါကျွန်တော်ဂိုဒမားကြီးပဲနှစ်ရက်လောက်ထားပြီးတောင်းတင်းနေပို့ပြီးတော့အချင်းနေစိုးသွားနိုင်ရတဲ့ကြောင့်မို့ယူနိုက်တက်အသင်းနေလည်းခုလက်ရှိမှာ ဒါအက်လက်နာရဲ့ဂိုးသမားဖြစ်တဲ့ဒါမာကူကာနီချီကိုဒါကျွန်တော်လက်ရှိမှာပြင်မှတ်ထားတယ်ပေါ့နော်အဲ့တော့အမှန်တမ်းပြောရမယ်ဆိုရင်တော့ဒါကျွန်တော်လည်းဒါရင်းနှီးတဲ့ကစားသမားတော့မဟုတ်ဘူးအဲ့တော့ကျွန်တော်လည်းခင်ဗျားတို့နဲ့အတူတူပဲဒါကျွန်တော်တို့အတူတူကြည့်ရမယ်တဲ့မှာပါပါအဲ့တော့ဒီသတင်းကိုတော့လက်ရှိမှာဓမာစီကိုတင်ထားတယ်ဓမာစီကိုတင်ထားတဲ့ကျွန်တော်တို့တင်ဆက်ပြီးတော့ပေါ့နော်ဒါကျွန်တော်တော့တော့ကျွန်တော်လည်းမပြောပါဘူးဒီမာစီယိုမလို့အဲ့တော့ဒီမာစီယိုကတော့ကျွန်တော်အီတလီဒါဆီရီနဲ့ပတ်သက်ရင် D1 level မှာရှိတယ်လို့ပြောလို့ရတဲ့တဲ့မှာရှိတယ်။အဲဒီမာစီယိုကသူ့ရဲ့ဒါကျွန်တော် တော်နိုင်အဲသူရဲ့ဝက်ပေ့ချ်မှာတင်ထားပါတော့ဒီတော့ Twitter မှာတင်ထားအဲ့တော့ Manchester United ရဲ့အသင်းနေအခုလက်ရှိမှာ Italy ဂိုးသမားအေးပေါ့ Italy ဂိုးသမား Atlanta ရဲ့ဂိုးသမားဖြစ်တဲ့ Marco Cannici ဆိုတဲ့ဒါကျွန်တော်တို့ကစားသမားဝက်လက်ရှိမှာဒါတော့ပြတ်မှတ်ထားမယ်လို့သူကရေးထားတယ်အဲ့တော့ဒါလက်ရှိမှာဒါကျွန်တော်တို့ DJ ရကြည့်လိုက်အောင်အဲ့ဒါဒီကစားသမား Atlanta မှာလက်ရှိဒါကျွန်တော်တို့ ဒီနှစ်မှာတော့ဒါကျတော့ Atlanta နဲ့အတူဒါကျတော့34ပွဲတိတိပွဲထွက်တာပြောချင်တာဒါ first 11ရဲ့ကုသမာဖြစ်သွားပြီလို့ပြောလို့ရတယ်။အဲဒါပေမဲ့ဒါအီတလီနိုင်ငံသားဖြစ်ပေမဲ့အခုလက်ရှိမှာဒါကျွန်တော်သိတယ်ပေါ့နော်။အီတလီနိုင်ငံမှာတော့လက်ရှိအနေထားအရဒါကျွန်တော်နေရာတော့အရင်မရသေးဘူး။ဘာကြောင့်လဲသူရှိမှာနှစ်ယောက်တော့ရှိတယ်။ Donnarumma မှာရှိတယ်။ပြီးရင်ဒါကျွန်တော် Spa အသင်းရဲ့ကုသမာ Vicario ရှိတယ်ကြောင့်မို့ဒါကုသမာကလက်ရှိမှာဒါကျွန်တော်နေရာတော့အရင်မရသေးဘူး။ဒါပေမဲ့မြို့တော်ပင်စိုးစီကမှအခုလက်ရှိမှာဒီကုသမာကတော့လက်ရှိအချင်းဒီရီရဒါကျွန်တော်သူတို့အနေနဲ့ Atlanta မှာနေရာကောင်းကောင်းရတယ်ပေါ့နော်။အဲ့တော့ဒီကုသမာကဒါကျွန်တော် Cremonese ဆိုတဲ့အသင်းက နေပြီးတော့ဒါ2020 2023ကပြောင်းလာတယ်လို့ရေးထားတယ်။အဲတုန်းကဒါကျွန်တော်မမေရဲ့ Atlanta ကအလွတ်နဲ့ဒါကျွန်တော်တို့ ခေါ်ခဲ့တယ်ဆိုတဲ့ပုံစံမျိုးအမဟုတ်ဘူး။အော်အတလန်တာကဒါကျွန်တော်ခရမိုနီစ်ကိုအငားချထားတာ။ဒါကျွန်တော်သူလူငယ်အသင်းမလို့ဒါလူငယ်အသင်းကနေအငားချရတာလေ။ဒါပေမဲ့ခရမိုနီစ်ကနေအတလန်တာကိုပြင်ရောက်လာတယ်။ဒါပြောချင်တာအတလန်တာရဲ့ဒါကျွန်တော်လူငယ်ကင်ဒမီကလာတဲ့ကစားသမားပေါ့နော်။အဲ့တော့ဒီကစားသမားကလက်ရှိမှာစာချုပ်သက်တမ်းရ2028တိရှိသေးတယ်။ပြောချင်တာလက်ရှိမှာဒါဒီဒီရပြန်တွက်မယ်ဆိုရင်တော့စာချုပ်သက်တမ်း2နှစ်ရှိသေးတယ်။ဒါ transfer market ရဲ့လက်ရှိအလူအရဆိုရင်တော့25သန်းယူရိုရှိသေးတယ်ပေါ့နော်။အဲ့တော့ ပြောချင်တာကအခုလက်ရှိ DDA ရဆိုရင်တော့ဒါကျတော့ကစားသမားအနေနဲ့ဒီကစားသမားကအတ္တန္တနဲ့ဒူယူရိုပါလီရဘူးတယ်တော့ရှုပ်လို့တော့မရဘူးဒါလက်ရှိမှာဒီကစားသမားနေ34ပွဲပွဲထွက်ကစားထားပြီး34ကိုပေးထားခဲ့ရပြီးတော့73ပွဲကလင်းရှိထားတယ်လူငယ်တယောက်နေတော်တော်လေးကိုမဆိုးဘူးလို့ပြောလိုက်ရတယ်ဒါပေမဲ့ဂိုသမအသက်ရရဆိုရင်ဒီဂိုသမငယ်လို့ပြောလိုက်ရအခုလက်ရှိဒါ2000ခုနှစ်ဘွားဖြစ်တဲ့ကြောင့်မို့24နှစ်သာရှိသေးတယ်လို့ပြောလိုက်ရတော့ဒီကစားသမားနေတာကျွန်တော်မနစ်ကတာကျွန်တော်တို့ပွဲတော်တော်များပွဲထွက်ထားခဲ့တယ်ချန်ပီယံလိမှာဆိုလဲ6ပွဲပွဲထွက်ထားခဲ့ပြီးတော့ကလင်းရှိ9ပွဲတောင်ယူထားနိုင်ခဲ့တယ်ဆိုတော့တော်တော်လေးကို က်တယ်လို့ပြောလို့ရတယ်မှာပါတယ်အဲ့တော့မီလိုပင်စိုးစီကမှုအခုလက်ရှိမှာဒါကျွန်တော်အတ္လန်တာရဲ့ဒါ profile ရကြည့်မယ်ဆိုရင်ဒီကစားသမားအတ္လန်တာကနံပါတ်1ကိုသမားနေရာကိုလည်းသုံးနေရတဲ့ကြောင့်မို့လားပေါ်ပေါ်တည်တည်တော့ရနိုင်တဲ့နေရာမှာမရှိဘူးစာရုပ်တက်တမ်းမှာလည်း3နှစ်တောင်ကျန်သေးတယ်ဒါဒီကစားသမားအနေနဲ့ ဘယ်ဒီဘလူဘာဒီဘလူဖြစ်မလဲဆိုတာကိုတော့တော်တော်လေးကိုစိတ်ဝင်စားဖို့ကောင်းမယ့်အနေအထားမှာရှိရလို့ကျွန်တော်အနေနဲ့မြင်နေအဲ့တော့တပတ်ကအတ္တနာကဒီကစားသမားကိုတော့ကျွန်တော်လက်ရှိမှာဘယ်စီဘလူမှာတတ်မှတ်ထားခြင်းမရှိဘူး။ဘာကြောင့်လဲဆိုတော့ဒါ United အသင်းနဲ့ခုလက်ရှိမှာဒီကစားသမားနဲ့ပုတ်ကူရေးရာအရင်ဆုံးဆွေးနွေးနေပြီ။အဲ့တော့ United အသင်းနဲ့ခုလက်ရှိမှာဒါကျွန်တော်တို့ Audi ဘရင်သားနဲ့ထွက်သွားခဲ့မယ်ဆိုသူတို့ကြည့်နေတာခုနပေါ်သေးပဲလက်ရှိ Marco ကာနေချီနဲ့ဒါကျွန်တော်မဆင်းဘူးကပေါ့နော်မဆင်းဘူးကတော့ဟိုနေ့ကပြောခဲ့တူပဲဒါကျွန်တော်တို့ OGC Nice ရဲ့ဒါကျွန်တော်ဂူသမားနေရာအတွက် လူကြီးစီလိစီရတာကျွန်တော်ကုသမနေရာကုသမကိုဒါလက်ရှိမှာပြင်မှတ်ထားနေပေါ့နော်အဲ့တော့ဘာတွေဘယ်လိုဖြစ်လာမလဲတော့မသိမတော်လေးကိုစိတ်ဝင်စားဖို့ခေါ်နေအဲ့တော့တိုက်စစ်ပြင်မှတ်အတွက်လဲမန်ချက်စတာယူနိုက်တက်ဒင်းတစ်ခုလက်ရှိမှာဒါကျွန်တော်အီတလီစီးရီဘက်ကိုပြန်လှည့်သွားပြီလို့သိရတယ်မှာပါတယ်အဲစီးရီလို့ပြောလိုက်ပြီဆိုရင်လဲ United ပြည်သက်တော်တော်လေးကိုလန့်နေပြီလို့ထင်တယ်လန့်ရင်လန့်ကျင်စရာပဲအခုလက်ရှိမှာဒါကျွန်တော်တို့စီးရီရဲ့တကယ့်ကိုဒါကျွန်တော်တို့လူကြိုက်လူကြိုက်များမှာမဟုတ်ဘူးနော်အကုန်လုံး throw တယ်ပေါ့နော် throw ပြီးတော့လက်ရှိမှာဒါ ဟိုပို့ဒီပို့လုံနေခံရတဲ့ဒါကျွန်တော် Juventus ရဲ့တိုက်စင်မှုဖြစ်တဲ့ဒါဒူဆန်ဗလာဟိုဗစ်ပေါ့နော်အဲ့တော့လက်ရှိမှာဒါကျွန်တော်ဗလာဟိုဗစ်ကဒါကျွန်တော်လက်ရှိ Manchester United အသင်းရဲ့တိုက်စင်မှုပြတ်မှတ်ထဲကိုဒါကျွန်တော်ဝင်ခဲ့ပြီဆိုပြီးဒမားစီကသူ့ရဲ့ web page မှာထပ်မံပြီးတင်ခဲ့တယ်ဒါပေမဲ့စိတ်ဝင်စားတဲ့အစင်ပဲပေါ့နော်ဒါကျွန်တော်လက်ရှိမှာတရားဝင်ဆွေးနွေးတဲ့အစင်တော့မဟုတ်သေးဘူး။ဘာကြောင့်ဒီလိုဖြစ်လာလဲ United အသင်းကခုလက်ရှိမှာသူတို့ target ထားထားတဲ့တိုက်စင်မှုတွေကခုလက်ရှိမှာသူတို့ရဲ့ budget ထဲအများကြီးကျော်လွန်နေအခုလက်ရှိမှာပြောရမယ်ဆိုတော့သူတို့စိတ်ဝင်စားတဲ့တိုက်စင်မှုတွေမှာ Hugo Ekitai ပါတယ်ပေါ့နော် ဟူဂိုအက်ကတိုက်အနေနဲ့ခုလက်ရှိမှာဒါတစ်ဖက်အသင်းအနေနဲ့ဖရန့်ဖက်ကရှင်းတယ်ပေါင်သန်းတယ်ယူရိုသန်းတရာပေါင်သန်း80နဲ့85သန်းကြာကောက်ခေါ်လိုက်တဲ့အချိန်မှာ United အသင်းအနေနဲ့ဟူဂိုအက်ကတိုက်ကိုလည်းလက်လျှော့လိုက်ရလို့ပြောလို့ရတယ်မဟုတ်ပါဘူး။ကစားသမားကမမဲ့ရဟူဂိုအက်ကတိုက်က Manchester United အသင်းကိုပြောင်းရွှေ့ခြင်းနေတာမှန်ပေမဲ့ပြန်ကြည့်မယ်ဆိုရင်ဒါကျွန်တော်ပေါင်သန်းတရာယူရိုသန်းတရာပေါင်85သန်းဆိုတဲ့ဈေးကအင်မတန်မှများပြားလွန်းနေတဲ့အတွက်ကြောင့်မို့ United အသင်းနဲ့လက်လျှော့လက်လျှော့ ်တင်လက်လျှော့တာ valid ဖြစ်တယ်လို့ပဲကျွန်တော်အနေနဲ့ပြောလို့ရမယ်တယ်မှာပါပဲအဲ့တော့မြည်တို့မင်ဆိုစီကမူဒီအပြောင်းရွှေ့မှာတော်တော်လေးကိုစိတ်ဝင်စားဖို့ကောင်းတဲ့အပြောင်းရွှေ့တွေဖြစ်လာပြီလို့ပြောလို့ရတယ်ဒူဆန်ဗလာဟိုဗစ်ရဲ့လက်ရှိအကြောင်းကိုကျွန်တော်တို့ကြည့်မယ်ဆိုရင်တော့ United ပြည်သက်တွေကြားထဲမှာအေးပေါ့ တိတ်ပြီးတော့သဘောမကျဘူးပေါ့ဗျာဘယ်သူကသဘောကျအဲ့တော့လက်ရှိမှာဒီကစားသမားစန္ဒာ4အခုလက်ရှိမှာတိုက်ရပြီတော့ငငယ်သေးတယ်25နှစ်ပဲရှိသေးတယ်ဒါကျွန်တော်တို့ကလပ်ဘောကတ်မှာဒါကျွန်တော်တို့လက်ရှိတပွဲကစားထားပြီးတော့ဒါကျွန်တော်ကူးမသွင်းတော့ဘူးပေါ့နော်ဒါပေမဲ့လက်ရှိကဒါကျွန်တော်မစိုးတော့မစိုးဘူးပြပြောလို့တော့မရပါဘူးဒါလက်ရှိမှာ29ဘွဲကစားထားပြီးတော့10ကိုသွင်းတယ်၄ကိုဖန်တီးထားတယ်အခုလက်ရှိဒါကျွန်တော်မှတ်မဲ့ရကိုလိုမူနွားနီးရောက်ပြီးနောက်ပိုင်းမှာသူ့အနေနဲ့ကိုလိုမူနွားနီးနောက်မှာတော့မှသူ့အနေနဲ့နောက်ကောက်ကြခဲ့တာတွေ့ရတယ်ဒါပေမဲ့ total အားလုံးပေါင်း10ကိုကြော်ပတ်ချာလဲဝဉဉင်ကြပေါဝင်ပတ်သက်မှုရှိထားတဲ့တို့ကြောင့်မတော်တော်လေးတော့မစိုးဘူးလို့ပြောလို့ရတယ်ဒီလက်ရှိမှာဒီကစားသမားနဲ့စာချုပ်တက်တန်းရတာ ကျွန်တော်တို့တူတက်နှစ်ပဲကြံတော့တယ်တတိပဲကြံတော့တဲ့စာချုပ်တက်တန်းရဆိုရင်တော့ဒါခေါ်မယ်ဆိုရင်တော့ဈေးသက်သက်သာနဲ့ခေါ်လို့ရတယ်အခုလက်ရှိမှာကားရဲ့ market value ကယူရို35သန်းသာဈေးပေါင်နေတဲ့အတွက်ကြောင့်မလို့ Manchester United ခေါ်မယ်ဆိုရင်တော့စိတ်ဝင်စားတယ်ဆိုရင်တော့ဒါတော်တော်လေးကိုဒါကျွန်တော်တို့ အဲဈေးချူချူနဲ့ခေါ်လို့ရနိုင်တဲ့တိုက်စင်မှုတွေတယောက်လို့သိရတယ်မှာပါတယ်လက်ရှိမှာဒါကျွန်တော်တို့ဖတ်မိရတဲ့လောက်ကိုပြောရမယ်ဆိုတော့ United နဲ့အပြိုင် Liverpool အသင်းကလည်းဒါ Vlahovic ကိုဒါအရန်တိုက်စင်မှုအနေနဲ့ခေါ်ယူသွားဖို့အတွက်စဉ်းစားနေတယ်ဆိုတဲ့သတင်းတွေပါတောက်လျှောက်ထွက်ပေါ်လာခဲ့တယ်လို့ပြောလို့ရတော့ United ပြည်သက်တွေကအခုလက်ရှိမှာ Serie A ကစားသမားတွေတော်တော်လေးကိုကြောက်နေပြီပေါ့နော်လက်ရှိမှာအိုနာနာဆိုတဲ့ Serie A ကစားသမားဟောင်းမယ်အဲ့တော့ Serie A ကစားသမားဟောင်းကစားသမားတွေကိုပြန်ခေါ်မယ်ဆိုတော့ United ပြည်သက်တော်တော်လေးကိုလန်ဒါပေမဲ့ပြန်ကြည့်ရမှာပဲဟိုတော့မှအကုန်လုံးကတထီရတယ်မှမဟုတ်လောက်ပါပဲ ပေါ်လုံးဘက်ကိုကြည့်ရှုခြင်းနဲ့ဆိုရင်တော့ Youth Sport Media 3.0နဲ့ TV4U တို့မှာဂျင်းလူစံပေါင်းကိုညီလို့ရပါတယ်။မြန်မာပြည်လည်းကလစ်ဖို့မမိကြပါနဲ့ပြအောက်ကကွန်မန့်နေတဲ့မှာလည်း Youth Sport Media 3.0နဲ့ TV4U တို့လင်လေးတွေကိုထည့်ပေးထားကြပြီးကျွန်တော်ဆက်ကူညီပေးလို့ရပါတယ်။ကျွန်တော် YouTube Channel လေးကိုလည်း Like and Subscribe လုပ်ပြီးကျွန်တော်အားပေးလို့ရပါတယ်။မြန်မာပြည်လည်းကလစ်ဖို့မမိကြပါနဲ့ပြမြန်မာကလစ်မှာအမြဲတမ်းဖြစ်ပါတယ်။အားလုံးကြွတူပါနဲ့။ကောင်းမွန်တော်နေ့နေ့ဖြစ်ပါစုမောင်းအောင်တောင်းပေးနေပဲကျွန်တော်အသုံးပြုပါအောင်။အားလုံးကြွတူပါနဲ့။မြန်မာပြည်လည်းကလစ်ဖို့မမိကြပါနဲ့။မြန်မာကလစ်မှာအမြဲတမ်းဖြစ်ပါတယ်။ဒီပါဗျ။